အိန္ဒိယနိုင်ငံဟာလွတ်လပ်ရေးရပြီးနောက်ပိုင်းဒုတိယအကြိမ်မြောက်အဖြစ်ဟိန္ဒူဇနစ်မျိုးနွယ်ဝင်တအုပ်ကိုသမရတိအဖြစ်ဂျွန်လ20ရက်နေ့ကရွေးကောက်တင်မြှောက်ခဲ့လို့သိရပါဗျ။အိန္ဒိယနိုင်ငံရဲ့ထိတ်တန့်အဆောင်ရောင်ရာထူးဖြစ်တဲ့သမရအဖြစ်ရွေးကောက်ခံခဲ့ရတဲ့ Ranath Kovind ဟာပါလီမန်နဲ့ပြည်내လွှတ်တော်အမတ်တွေရဲ့ထောက်ခံမဲ့65ရာခိုင်နှုန်းကျော်ကိုရရှိခဲ့တာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကပြောပါဗျ။အသက်82နှစ်အရွယ် Kovind ဟာရှင်နေဟောင်းတအုပ်ဖြစ်တယ်လို့လက်ရှိဝန်ကြီးချုပ် Narendra Modi ရဲ့အာဏာရပါတီလက်ထက်မှာတော့အိန္ဒိယနိုင်ငံရဲ့ဖိန ိခန္ဒီသားတစ်ခုဖြစ်တဲ့ဒါလိဒေသမှာပြည်နယ်အုပ်ချုပ်ရေးမှုအဖြစ်ခန့်ခံခဲ့ရလဲဖြစ်ပါတယ်။နိုင်ငံလေးလာ30သူတွေကတော့သမရရွေးကောက်ပွဲမှာကိုဗစ်အနံ့ရရှိမှုဟာဝန်ကြီးချုပ်မိုဒီရဲ့အနာဆုတ်ကံမှုကိုပုံမခံမြဲစေမှာဖြစ်တယ်လို့ တချိန်ကဇက်အနေဆုံးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ဒါလိပြည်သူတွေကြားမှာလည်း၎င်းရဲ့နိုင်ငံရေးအစားကိုပုံမကြီးထွားစီမှာဖြစ်တယ်လို့ဆိုပါတယ်။ဝင်ကြီးချုပ်မူရီကလည်းသမနာအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ရနက်ကိုဗင်ကိုဂုံပြူကြောင်းနဲ့အောင်မြင်မှုရရှိပါစေကြောင်းစွမှုကောင်းတောင်းပေးခဲ့လို့သိရပါတယ်။ကိုဗင်ရဲ့မွေးရဇာတိဖြစ်တဲ့ Ultra Pradesh ပြည်နယ်ရှိမြို့ကြီးမြို့ငယ်တွေမှာတော့ အိုးစီဘုံမောင်းတီကအောင်မွေးခံတဲ့အခမ်းအနားတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။လူဦးရေ3.3ဘီလီယံရှိတဲ့အိန္ဒိယနိုင်ငံမှာတော့လူဦးရေတန်း100ဝန်းကျင်ခန့်နေထိုင်တဲ့ဒါလစ်ဒေသဟာအစင်းရဲဆုံးတဲ့ဆဲနေဆုံးဒေသတွေထဲမှာပါဝင်တယ်လို့သိရပါဗျ။ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ကိုဗစ်ဟာလာမယ့်ဇွန်လ25ရက်နေ့မှာအိန္ဒိယနိုင်ငံရဲ့14ဦးမြောက်သမ္မတအဖြစ်ကျန်းသစ်စာကျင်းဆိုသွားမှာဖြစ်ပြီးလက်ရှိသမ္မတပရာနတ်မူခါကြီးရဲ့၅နှစ်တာသမ္မတတန်တန်းကောင်ဆုံးမှာဖြစ်တယ်လို့သိရပါဗျ။ အိန္ဒိယနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရဝင်ကြီးချုပ်ဟာနိုင်ငံရဲ့စီရင်ဆုံးဖြတ်ပိုင်ခွင့်အာဏာကိုရယူထားတာဖြစ်ပေမဲ့လည်းသမ္မတဖြစ်သူဟာပါလီမန်မှာတင်သွင်းတဲ့ဥပဒေမူကြမ်းတွေကိုပြန်လည်သုံးသပ်ခွင့်ရှိသလိုအစိုးရဖွဲ့စည်းတဲ့နိုင်ငံစင်တွေမှာလည်းဥဆောင်ထင်းသိမ်းခွင့်ရှိရလို့သိရပါဗျာ။